ကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါဆရာတော် Grade 6 English ကိုသင်တဲ့ဆရာဖုံးသားစင်သွင်းဖြစ်ပါတယ်။ဒါဆိုရင်ဆရာတို့ဒီတစ်ခါ lesson မှာကြတော့ Unit 10ရဲ့ lesson 2ဖြစ်တဲ့အမြင့်မား Lady Sport Star to Admire ဆိုတဲ့သင်ခန်းစာလေးကိုတူတူလေ့လာလိုက်ကြအောင်။ Okay ဒါဆိုရင်เนาะဒီ lesson 2က အမြင့်မား lady sports star to admire နဲ့နော်ဘာလို့ဆိုလို့ရှင်းတာလဲနော်ချီကျူအားကြစရာကောင်းတဲ့မြန်မာအမျိုးသမီးအားကစားသမားတယောက်ကိုတဲရုကဒူဒူလေးလာကြမှာဖြစ်တယ်နော်ဒီအားကစားသမားကဘယ်သူများဖြစ်မလဲနော်သူကရောဘာအားကစားတွေလုပ်ပြီးတော့ဘာကြောင့်မြန်မာနိုင်ငံမှာမြန်မာကုံဆောင်နော်နာမည်ကြီးရလေဆိုတော့ဆရာတို့ဒူဒူလေးလာကြည့်မှာသိမယ်နော်ကဲဒါဆိုလို့ရှင်သူ့ကြောင့်ကိုပို့သိခြင်းနဲ့ဆိုလို့ရှင်ဆရာတို့အောက်မှာ reading လေးကိုဒူဒူလုပ်ကြည့်ကြမယ်ကဲ ဒါဆိုရင် reading သွားရအောင်เนาะ 1a read the passage เนาะကဲအဲ့မှာဆရာတို့ဖတ်ပါမယ် life of an archery sports star in Myanmar တဲ့ကဲဒီမှာတော့ဆရာတို့ခေါင်းစဉ်မှာတော့နည်းနည်းတော့ပေါ်သွားပြီ life of an archery sports star ဆို archery ဆိုပါလေမြားပစ်တာလေးပစ်တာပေါ့เนาะအဲ့တော့မြားပစ်အားကစားထူးချွန်သူပေါ့เนาะအဲ့တော့ဒီမှာကျတော့ဒါမြားပစ်တဲ့လူကတော့တေချာသွားပြီအဲ့တော့မြားပစ်အားကစားထူးချွန်သူမြန်မာအားကစားသမားတူဦးဤဘဝစัจကြောင်တဲ့ နော်ကဲဒါဆိုရင်တော့ဘသူအကြောင်းပြောမလဲဆိုတာကိုဆရာနဲ့အတူတူကြီးလိုက်ကြအောင်ကဲပထမဆုံး early life and childhood နော်ကဲဒါဆိုရင်ဒီပုံကူပေါ့နော်ဘသူလဲဆိုတာတော့ဆရာတို့အောက်မှာသိရလိမ့်မယ်သူရဲ့ early life and childhood ငယ်ရွယ်စဉ်ကလေးဘဝနော်အကြောင်းကိုဆရာတို့စာပြီးတော့ဖတ်ကြည့်ကြအောင်โอเคဒါဆိုရင် ဟောလာပြီဘသူလဲဆိုတော့အောင်ငှိမ့်နဲ့နော်အောင်ငှိမ့် is an artery sports star ဟောနာမည်ကတော့သိပြီဘာလို့လဲအောင်ငိမ့်နေနော်အောင်ငိမ့်ဒီမြန်မာဗာလဲသူကမြှပြက်အားကစားထူးချွန်သူတူဖြစ်သည်ပေါ့နော် Archery Sports Star နော် Archery ဆိုတော့ဗာလဲမြှပြက်တာပေါ့နော်လေးပြက်တယ်လို့လည်းခေါ်တယ်နော်အဲ့တော့မြှပြက်အားကစားထူးချွန်သူတရားဖြစ်တယ်တဲ့ She was born in Mindat တဲ့နော်သူကဗမာမွေးဖွားခဲ့လေဆိုတော့သူမကိုနော်ဦးနာ Mindat ပေါ့နော်သူက She was born in Mindat Chin State in 1985တဲ့နော်အဲ့တော့သူမကိုဗာလဲချင်းပြည်နယ် Mindat မြို့မှာ เนาะ1985ခုနှစ်မှာငွေဖွားခဲ့ပါတယ်တဲ့เนาะအဲ့တော့ her father ဥမနအောင်တဲ့နော်သူ့အဖေနာမည်ကဘာလဲဥမနအောင်တဲ့နော် is a teacher အဲ့ဘာလဲကျောင်းဆရာတယောက်ဖြစ်ပါတယ်တဲ့နော် and her mother is do ngai myu lu နော်အဲ့တော့သူ့ရဲ့အမေနာမည်ကဘာလဲ do ngai myu lu ဖြစ်ပါတယ်တဲ့နော်အဲ့တော့ she has got 7 siblings เ เนาะเอ่อ seven siblings ဆိုတော့ငွေချင်းမှာတော့9ယောက်ရှိပါတယ်တဲ့เนาะ and she is the fourth daughter in the family fourth fourth daughter in the family အဲ့ဒါပါလေငွေချင်း9ယောက်ရှိရတဲ့သူကပါလေ၄ယောက်မြောက်ပေါ့เนาะစဒုထမြောက်သမီးဖြစ်ပါတယ်တဲ့ and she studied at state high school number 1 mean that နောက်သူကပမာပညာသင်ကြားခဲ့လေဆိုတော့မင်းတက်အထက်က1မှာပညာသင်ကြားခဲ့ပါတယ်เนาะကြည့်ဒါတော့ဆရာတို့ငင်းရွေးစဉ်ကလေးဘဝအကြောင်းကိုပြောပြခဲ့တယ်။ကြည့်နောက်တစ်ခုဆက်ကြည့်အောင် first interest in archery တဲ့เนาะအဲ့တော့စပြီလေးပြစ်ချင်းကိုပေါ့เนาะမြားပြစ်ချင်းကိုပထမဆုံးစပြီးစိတ်ဝင်စားခဲ့တယ်အဲ့တော့ဘယ်မှာစိတ်ဝင်စားခဲ့လဲကျွန်တော်ဆက်ပြီးတော့ဖတ်ကြည့်ကြအောင်เนาะ in 2002 she had a chance to attend the basic archery training course in Minda အခုထောင်းကုနဲ့မှာသူ she had a chance ဆိုတဲ့အဓိပ္ပာယ်ပါလေအခွင့်အရေးရခဲ့တယ်เนาะဘာလို့အခွင့်အရေးရတယ်လဲเนาะ to attend the basic archery training course in Minda မင်းတပ်မျိုးမှာအခြေခံများပြစ်ခြင်းတင်တန်းကိုတက်ဖို့အတွက်လို့အခွင့်အရေးရခဲ့ပါတယ်တဲ့နော် as a result ကဲ result ဆိုတာပါလေဟိုအဖြေအနေနဲ့ပေါ့နော်အဲ့တော့သူအဲ့တင်တန်းကိုတက်လိုက်ခြင်းအဖြေပါရမလဲနော် as a result နော်အဲ့တော့ she became interested in archery နော်အဲ့တင်တန်းကိုတက်ပြီးရဲ့နောက်ပိုင်းမှာနော်သူဒီများပြစ်ခြင်းကိုသူစိတ်ဝင်စားလာတယ်တဲ့ after the training she was selected to join the archery training camp at the Jackson Sports Ground in Yangon နော်အဲ့ဒီသူမြားပြစ်တဲ့တင်နောက်တက်ပြီးရဲ့နောက်ပိုင်းမှာ she was selected to join ပါလေ selected to join ဆိုပါလေရွေးချယ်ခြင်းခံရတယ်တဲ့ဘာလို့ရွေးချယ်ခြင်းခံရတာလဲ to join the archery training camp at the Jackson Sports Ground in Yangon ဆရာတို့ archery training ပေါ့မြားပြစ်တဲ့ဒါ training ပေါ့နော်ဒါတင်နောက်ကိုဗမာသူတရားခွင့်ရလဲဆိုတော့နော်ရန်ကုန်မြို့ရဲ့ကြိုက်ကစံအားကစားခွင့်မှာတရားခွင့်ရဖို့အတွက်သူရွေးချယ်ခြင်းခံရတယ်တဲ့နော် she had various difficulties during the training and wanted to go back home အဲ့တော့သူဒီနော်ဒီမြားပြက်တဲ့သင်တန်းကာလတစ်လျှောက်မှာသူအများကြီးအခက်အခဲတွေတွေ့ရှိခဲ့ရတယ်တဲ့ and wanted to go back home အိမ်တော်ပြန်ကျင်စိတ်ဖြစ်သွားတယ်ပေါ့နော်တခါတည်းမှာနော်အားလုံးကခက်ခဲတဲ့အခါမှာ but her father encouraged her to try her best နောက်သူအဖေကတော့သူ့ကိုအားပေးတယ်တဲ့အကောင်းဆုံးကြိုးစားဖို့အတွက်အားပေးပါတယ်တဲ့နော်ဒါကတော့အောင်ငင်းသည်သူရဲ့နော် ဒါ artery မြားပြစ်ခြင်းကိုဘယ်ရစားပြီးစိတ်ဝင်စားခဲ့တယ်လေဆိုတာကိုတွေ့ရှိရတာဖြစ်တယ်။ကြည်ဒါဆိုရင်ဇာတို့အောင်ငင်းရเนาะအများကြီးဇာတို့နိုင်ငံတကာပြန်ပွဲတွေလည်းဝင်ပြီးပြိုင်ခဲ့တယ်လို့မြန်မာကုံလည်းစောင်းနိုင်ခဲ့တယ်เนาะအဲ့တော့သူဘယ်လိုမျိုးနိုင်ငံတကာပြိုင်ပွဲတွေဝင်ပြိုင်ခဲ့တယ်လေဆိုတာကို international competition ဆက်ကြည့်လိုက်ကြအောင်เนาะ she took part in 25 international archery competitions from 2004 to 2017နောက်သူမသည်တဲ့เนาะအဲ့တော့ဗာလဲဟော took part in 25 no international archery competition no အဲ့တော့ဘယ်ကနေနော် from 2004 to 2017ဆိုပါလေ2004ခုနှစ်ကနေ2019ခုနှစ်အတွင်းကျင်းပခဲ့တဲ့အပြည့်ပြည့်ဆိုင်ရာဗာလေမြပြစ်ပြိုင်ပွဲနော်အဲ့တော့25ဘွဲကိုပါဝင်ရှင်ပြိုင်ခဲ့တယ်တဲ့နော်အဲ့တော့ဒီ2004ခုနှစ်ကနေပြီး2009ခုနှစ်နော်သူမြပြစ်ပြိုင်ပွဲတွေအများကြီးကျင်းပခဲ့အဲ့ဒီထဲမှာသူ25ဘွဲတောင်သူပါဝင်ပြီးတော့ရှင်ပြိုင်ခဲ့တယ်တဲ့နော် in 2004 she could take part in the first international archery competition, the third Asian Grand Prix World Ranking Tournament in Vietnam. နော်အဲ့တော့ तू ကဘာလုပ်ခဲ့သလဲနော်အဲ့တော့ in 2004နော်တော့2004ခုနှစ်ရောက်တဲ့အခါမှာတဲ့နော်အဲ့တော့ she could take part in the first international archery competition ကဲပထမဆုံးဒါ international ဆိုတော့ तू ဒါကမ္ဘာအဆင့်တန်းဝင်သွားပြီပေါ့နော်နိုင်ငံတကာမှာ ကျင်းပတဲ့ပွဲကိုသူဝင်ပြန်ခဲ့တယ်နော် The third Asian Grand Prix World Ranking Tournament in Vietnam နော်ဒါသုံးချိန်မြောက်ကမ္ဘာအဆင့်တန်းသတ်မှတ်သည့်အာရှနိုင်ငံတကာမြားပြစ်ပြိုင်ပွဲတဲ့နော်အဲ့လိုပြောတယ်ဗမာကျင်းပရလဲ in Vietnam Vietnam မြို့တော်မှာကျင်းပတာဖြစ်တယ်တဲ့သူအဲ့ဒီမှာဝင်ပြီးရှင်ပြိုင်ခဲ့တယ် her team got two silver medals ဟာသူရဲ့အဖွဲ့ရ two silver medals ဆိုပါလေငွေတစိုက်စုနှစ်ခုရရှိခဲ့ပါတယ်เนาะ အဲ့တော့ငွေတစိမ့်စုနှစ်ခုရရှိခဲ့တယ် in 2008 she got two gold medals and two silver medals at the third southeast asian archery champion in the philippines ဟာအဲ့တော့သူအဲ့မှာစုဝေထားရပြန်ပြီနော်ပါမလဲ in 2008 2008ခုနှစ်ရောက်တဲ့အခါမှာ she got two gold medals su ရွှေတစိမ့်စုနှစ်စုရတယ် and two silver medals su ငွေတစိမ့်စုနှစ်စုရတယ်ပါမရတာလေနော်ဖိလစ်ပိုင်နိုင်ငံမှာကျင်းပတယ်ဗာလဲ၃ချိန်မြောက်အာရှ နော်အရှိတောင်အာရှနော်တကွန်ဆိုင်ညံပြပြိုင်ပွဲနော်အဲ့ဒီမှာသူပါရခဲ့လေဆိုတော့ဦးနာရွှေစိတ်စုနှစုနော်ငွေစိတ်စုနှစုစုကူပြီးတော့ရရှိခဲ့ပါတယ်ကဲဒါဆိုဆက်ကြည့်ရအောင်နော် in 2011 she won 3 gold medals in the 26 Southeast Asian Sea Games in Indonesia နော်2011ခုနှစ်မှာ she won 3 gold medals oh နော်ရွှေစိတ်စု3စုနိုင်ခဲ့တယ်ဘာမှလဲ India ဘာလဲ in the 26 Southeast Asia Sea Games နော်အဲ့တော့26ကြိမ်မြောက်နော် Southeast Asia ဆိုတာဗာလေအရှေ့တောင်အာရှ Sea Game ပြိုင်ပွဲမှာနော်ဗာလေဗမာကျင်းပါလေအင်ဒိုနီးရှားနိုင်ငံမှာကျင်းပါတယ်နော်အဲ့ဒီမှာရွှေတံဆိပ်ဘယ်နှခုရခဲ့လဲ3 gold medals 3ခုရခဲ့ပါတယ် in 2017 she competed in the 29th Sea Games in Malaysia and got a silver matter เนาะအဲ့တော့ထပ်ပြီးတော့เนาะ in 2017 2019မှာပဲသူထပ်ပြီးတော့ she competed in the 29 sea games เนาะ southeast asia sea games အဲ့29ချိန်မြောက်เนาะအရှေ့တောင်အာရှเนาะ sea game ပြိုင်ပွဲမလေးရှားမှာเนาะသူထပ်ပြီးတော့ပြိုင်ခဲ့တာငွေတစိမ့်စုရခဲ့ပါတယ်တဲ့เนาะဒါကတော့အောင်ငင်းရဲ့သူရဲ့เนาะရခဲ့တဲ့စုတစိမ့်တွေเนาะ international competition တွေဘယ်နှခုပြိုင်ရလဲဒါကိုလေ့လာသွားတာဖြစ်တယ်ဒါဆိုရင်ဆက်ပြီးတော့သူရဲ့ education and career လေးလေ့လာကြည့်အောင်ပညာရေးနဲ့အလုပ်ကိုင်းပေါ့နော်ကဲဒါဆိုရင် in 2005 she got her BA English degree from Yangon University of Distance Education နော်2005ခုနှစ်မှာသူဘာရခဲ့တယ်လဲ BA English နော်အဲ့တော့ BA English ဆိုတာဗါလဲဝိစာနော်အင်္ဂလိပ်စာအထူးပြုဘွဲ့နော်ဘယ်ရရခဲ့တယ်လဲဆိုရင် degree from Yangon University of Distance Education Yangon အဝေးသင်တက်ကလူကနေပြီးတော့ရခဲ့ပါတယ် In she started to work as a sports officer at the ministry of sports နော်အဲ့တော့2006ခုနှစ်ကစပြီးသူဒီအားကစားဝန်ကြီးဌာနမှာအားကစားအရာရှိတယောက်ဖြစ်စပြီးတော့အလုပ်လုပ်ခဲ့ပါတယ် in 2012 she was promoted to assistant director နော်2020ခုနှစ်မှာနော်သူဒီဗာလဲလက်ထောက်ညွှန်ကြားရေးမှူးအဖြစ်ရာသူတိုးခဲ့ပါတယ် in 2014 she became an archery coach နော်2014ခုနှစ်တွင်တဲ့သူမဒီပါလေမြားပြစ်နီးပြဆရာမတရားဖြစ်လာခဲ့တယ် in 2017 she got promoted to deputy director နော်2019ခုနှစ်မှာတော့သူမဒီဒုတိယညွှန်ကြားရေးမှူးရာထူးကိုတူမြင်ခြင်းခံရပါတယ်နော်ဒါကတော့ education and career of သူလေအောင်နှင်းချောင်းကိုပြောသွားတာဖြစ်ပါတယ်ကဲဆက်ပြီးရောဆရာတို့ achievements နော်အောင်နှင်းရဲ့နော်ကြိုးစားအောင်ရမှုများကိုဆက်ပြီးလေ့လာလိုက်ကြအောင်နော် she has got a total of 57 medals for the international archery competitions အာနော်သူကပါလေတစိ့ပေါင်းနော်နိုင်ငံတကာပြိုင်ပွဲတွေမှာရွှေတစိ့နော်အဲ့တော့ medals တွေဘယ်နှခုရခဲ့သလဲဆိုတော့နော်စုစုပေါင်းတစိ့58ခုကိုရခဲ့ပါတယ်နော်တစိ့ပေါင်း58ခုကိုရခဲ့ပါတယ် for the international archery competition နော်အဲ့တော့27 gold medals နော်ရွှေတစိ့28ခု16 silver medals နော် ငွေတစိပ်16ခုနဲ့14 bronze medal ကြေးတစိပ်14ခုကိုစုကူရရှိခဲ့ပါတယ်เนาะโอเคကဲဒါဆိုရင်ဆက်ကြည့်ရအောင် The Myanmar Sports Writers Federation presented her with Sports Woman of the Year award in 2008 and 2011နဲ့2008နဲ့2011ခုနှစ်မှာတော့မြန်မာနိုင်ငံအားကစားစာရေးဆရာများအဖွဲ့ချုပ်ကနေပြီးတော့အောင်ငင်းကိုပါပေးခဲ့လေ Sports Woman of the Year award တဲ့เนาะတနှစ်တာအကောင်းဆုံးအားကစားမင်းစုကိုပေးခဲ့ပါတယ်เนาะထပ်ပြီးတော့သူဘာတွေရတဲ့လေเนาะ she received the president's excellence award for sport in 2013 2013ခုနှစ်မှာတော့သူဒီဗာလဲနိုင်ငံတော်သမ္မတဤအထူးရွှန်ဆုံးအားကစားသမားဆုကိုရရှိခဲ့ပါတယ်เนาะဒါတော့အောင်ငင်းရဲ့စူးစမ်းမှုတွေကိုဆရာနဲ့အတူတူဖတ်သွားတာဖြစ်တယ်เนาะ ကဲဒါဆိုရင်ဆရာတို့เนาะအောင်းငင်းအကြောင်းဖတ်ပြီးပြီဖြစ်တယ်ဒါဆိုရင်အခု 1B answer the questions မေးခွန်းတွေကိုဆရာတို့အတူတူဖြည့်ကြည့်လိုက်ကြအောင်เนาะကဲဒါဆိုရင်အခုနာဖတ်ထားတဲ့ဥပစာလေးကိုပြန်ပြီးတော့ကောင်းတဲ့ထည့်မယ်ပြီးမေးခွန်းလေးတွေကိုပြန်ပြီးတော့ဖြည့်ကြမယ်ကဲစအောင်1 where and when was she born သူမက where ဘာမှလဲ when ဘယ်တုန်းကเนาะအဲ့တော့ဘယ်အချိန်เนาะအဲ့မှာဝေးပွားခဲ့တယ်လေ when and where was she born နော်အဲ့တော့ဖြည့်ကြည့်ရအောင်ဗါလေ she was born in mindat chin state in 1985 where ဆိုတော့ဗါလေ mindat chin ပြည်နယ်အဲ့ဒါ where where နာဗါလေ1985ပေါ့နော်1985ခုနှစ်ဟုတ်ပြီ two what does her father do နော်သူ့အဖေကဘာလုပ်တယ်လဲတဲ့ကဲအဲ့ဆိုရင်ခုနသူ့အဖေကဘာလုပ်တယ်ကျောင်းဆရာလုပ်တယ်လေဟုတ်တယ်နော်ကဲအဲ့တော့ her father is a teacher very good စကြည့်ပါအောင်3 Where did she go to school? ကဲသူကျောင်းကိုဘာကျောင်းတက်ခဲ့တယ်လဲဒါမပြောတာเนาะအဲ့တော့ဘယ်လိုဖြစ်မလဲ She went to State High School number 1 Mindat very good ကဲဆက်ကြည့်ပါဦးเนาะအဲ့တော့ for Where did she attend the basic archery training course in 2002? 2002ခုနှစ်မှာအခြေခံမြားပစ်ချင်းသင်တန်းကိုသူဗမာတက်ခဲ့ပါတယ်လေတဲ့အဲ့တော့ဗမာဖြေမလဲဦးနာမင်းတက်မှာဟုတ်တယ်မလားเนาะအဲ့တော့ for She attended the basic archery training course in Minda in 2002. Okay, five. From which university did she get her BA English degree? Okay, to be English, na 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 ba get Yangon นําเผยโอ้เบ้ตักกะตัวนี่ยาชิเก่บาตะเลยเก่บายีดาเลยยางกงอเวตินตักกะตัวเนาะมาเมียเนาะเก่ดาซินพิชิจา She got her BA English degree from Yangon University of Distance Education. very good okay ဆက်ကြည့်မယ် okay 6 when did she start to work at the ministry of sports okay ministry of sports ဆိုတာပါလေအကစားဝင်ကြီးဌာနမှာဘယ်တုန်းကစပြီးတော့အလုပ်လုပ်ခဲ့ပါသလဲခုနှစ်ကိုမေးတာဖြစ်တယ်เนาะအဲ့တော့ပမာစလဲ2006 2006ဟုတ်တယ်ကဲဒါဆိုရင်ရေးမယ် she started to work at the ministry of sports in 2006 very good ကဲဒါဆိုရင်ဆက်ဖြည့်ကြည့်ကြရအောင်7 how many medals did she win from the archery competitions เนาะမြားဖြစ်ပြိုင်ပွဲတွေကသူစုပြစိတ်ပေါင်းဘယ်နှခုเนาะရခဲ့ပါသလဲမှတ်မိသလား58ခုဟုတ်တယ်เนาะအဲ့တော့ she won 57 medals from the international archery competitions very good 8 what is the name of the award she received in 2013 2013ခုနှစ်မှာသူမရခဲ့တဲ့ဆုနာမည်ကဘာလဲအဲ့တော့ဘာရခဲ့တာလဲ ဟုတ်တယ်เนาะနိုင်ငံတော်သမဏေကပေးတယ်ဗါလဲအာကစားထူးချွန်စုကိုရတာအဲ့တော့ဗါလဲ The name of the award she received in 2013 is the President's Excellence Award for Sport เนาะနိုင်ငံတော်သမဏေမှပေးတော့အာကစားထူးချွန်စုကိုရခဲ့ပါတယ်ကဲအဲ့ဆိုရင် number 9ကပါလေ do you want to be a famous archer why or why not ကဲเนาะအဲ့တော့ do you want to be a famous archer ဆိုတာပါလေအများပြည်သမားတယောက်ကောင်ဖြစ်ချင်ပါသလားเนาะနာမည်ကြီးရဲ့ ညာပြသမားတရားဖြစ်ခြင်းပါသလားတဲ့ဘာလဲဘာကြောင့်မဖြစ်ခြင်းတာလဲเนาะဘာကြောင့်ဖြစ်ခြင်းတာလဲဒါသည်ဒါတို့သမီးတို့ကိုယ့်ကိုစဉ်းစားကြည့်ကြပါเนาะဒါတို့သမီးတို့ကညာပြသမားတရားเนาะအောင်ငိမ့်လို့ပဲเนาะမြမကုံဆောင်နဲ့ညာပြသမားကောင်းတရားဖြစ်ခြင်းတယ်ဆိုလို့ရှိရင်လည်းဘာကြောင့်ဖြစ်ခြင်းတယ်လဲဒါမှမကိုယ်ကညာပြရတဲ့ဥစ္စာကိုယ်ကမကြိုက်ဘူးဆိုရင်လည်းဘာကြောင့်မကြိုက်ဘူးလဲဒါလေးတွေကိုလည်းဒါတို့သမီးတို့ကစဉ်းစားပြီးတော့ဖြေကြည့်ကြပါကဲဒါဆိုရင် 1c complete the table with correct information from the reading passage ဟုတ်နာဆရာတို့ဖတ်ထားတဲ့နော်စာပိုက်ရှိရဲ့အဲ့ထဲကနေပြီးတော့ဆရာတို့ဒီအောက်မှာပေးတဲ့ table ကိုဖြည့်ကြည့်ကြမယ်နော်ကဲဒါဆိုရှင်ဇရာကွက်မှာပါပေးတာလေ International Sport Competitions အဲ့ဒီမှာအောင်ငိမ့်ချိန်ပြိုင်ခဲ့တဲ့နော်နိုင်ငံတကာအကစားပွဲတွေကိုပြတာတယ်ပြီးရင် Gold Medal, Silver Medal, Bronze Medal နော်ရွှေတံဆိပ်ငွေတံဆိပ်ဂျေးတံဆိပ်ကဲ ဲ့တော့သူဘယ်နှခုရခဲ့သလဲဒါကိုဆရာတို့ပြန်ပြီးတော့ survey ထဲမှာကြည့်ကြည့်အောင်ကဲစပြီနော် the third asian grand prix world ranking tournament vietnam ကဲအဲ့ဒီမှာသူဘာစက်ရခဲ့သလဲမှတ်မိလားရွှေလားကြီးလားငွေလားဟုတ်တယ်နော်ဗာလဲငွေတစ်စိတ်ဘယ်နှစုလဲနှစ်စုအဲ့တော့ silver medal အောက်မှာ2လို့ဖြည့်လိုက်ပါကဲဆက်ကြည့်ပါအောင် the third southeast asian archery championship the philippines ကဲအဲ့မှာဘယ်သူဘာရခဲ့တယ်လဲကြည့်ပါဦးဟုတ်တယ်နော်ဗာလဲရွှေတစိမ့်နဲ့ငွေတစိမ့်အဲ့တော့ရွှေတစိမ့်နှစ်စုငွေတစိမ့်နှစ်စုအဲ့တော့ gold medal မှာ2 silver medal 2 very good ဆက်ကြည့် the 26th southeast asian sea games indonesia နော်26ကြိမ်မြောက်ဦးနာပါလေအရှေ့တောင်အာရှ sea game ပြိုင်ပွဲ indonesia မှာကျင်းပခဲ့တာဘာရခဲ့တယ်လဲရွှေတစိမ့်3စုတောင်ရခဲ့တယ်အဲ့တော့ gold medal အောက်မှာ ချက်ကြည့်ပါအောင် the 29 southeast asia sea games malaysia 29ချိန်များအခြေတော်အာရှတော့ sea game ပြန်ပွဲမလေးရှားမှာပါရခဲ့တယ်လင်း silver medal เนาะငွေတစိစုတစုပြခဲ့ပါတယ်အဲ့တော့ silver medal အောက်မှာ one လို့ဖြည့်ပေးလိုက်ပါကဲတော်လိုက်တာဒါတော့ကဲဒါဆိုဆက်ကြည့်ပါအောင်เนาะ one d say whether the statements are true or false နော်ဒီအောက်က statement နေသည်မှန်သလားမှားသလားတဲ့ put a tick နော် tick ဆိုအမှန်လေးချက်ပါ for true မှန်တယ်ဆိုရင်အမှန်ချစ်ပါ and across အမှားချစ်ပါ for false မှားတယ်ဆိုလို့ရှိရင်အမှားလေးချစ်ပါတဲ့ကဲဒါဆိုလို့ရှိရင်ကြည့်လိုက်ကြအောင်1ဥမနာအောင် and do ငိုင်းမြူလူ have 7 children နော်အားလုံးသားသမီး9ယောက်ရှိတယ်မှားလားမှားလားမှားတယ်ဘာကြောင့်လဲနော်အောင်ငိမ့်ပါဝင်သားသမီး9ယောက်ရှိလဲ6ယောက်ရှိရနော်7ဆိုရင်မှားပါတယ်ကဲအဲဆို false အောက်မှာအမှားလေးချစ်ပေးပါကဲ2ဆက်ကြည့်ရအောင် Ao Ngain became interested in archery while attending the basic archery training course in Mindat. နော်အဲ့တော့သူမြှားပြချင်းအားကစားကိုဗမာစိတ်ဝင်စားလာတယ် basic archery training course တော့အခြေခံမြှားပြချင်းသင်တန်းကိုမင်းတက်မြို့မှာတက်ပြီးတော့သူစပြီးစိတ်ဝင်စားလာပါတယ်မှန်သလားမှားသလားမှန်နေเนาะအဲ့တော့ true take လေးချက်ပါကဲဆက်ကြည့်ပါဦး3 she had a chance to try the archery training camp at the တိုက်ကစံ sports ground in ရန်ကုန်ကဲအဲ့တော့တိုက်ကစံအင်္ဂစားကွင်းမှာသူမြန်ပြစ်ချင်းတင်တန်းကိုတက်ဖို့အတွက်ရခဲ့ပါတယ်အခွင့်ရခဲ့တယ်မှန်သလားမှန်နေเนาะ take clear ချက်ပါစက်ကြည့်မနော် for according to the passage she went to five foreign countries for the international archery competitions ကဲအဲ့တော့5တဲ့အဲ့တော့နိုင်ငံတကာပြိုင်ပွဲ၅ခုသွားခဲ့တယ်မှန်သလားမှန်သလားစဉ်းစားပါအောင်သူဘယ်နိုင်ငံသွားခဲ့တယ်အဲ၅နိုင်ငံမဟုတ်၄နိုင်ငံဘယ်တွေသွားခဲ့တယ်လဲ ဗီယက်နမ်ဖိလစ်ပင်းအင်ဒိုနီးရှားမလေးရှားလေးနိုင်ငံမှာသွားခဲ့တာနော်ကဲအဲ့တော့အမားလေးချစ်လိုက်မယ်နော်ချက်ကြည့်5 the number of gold medals she won in the archery competition is 14ကဲအဲ့တော့ gold medal ရွှေတစိုက်ပဲနော်အဲ့တော့ရွှေတစိုက်ကြီးပဲနော်ငွေတစိုက်တကြီးတစိုက်တွေမှာပါဘူးရွှေတစိုက်ကြီးပဲသူနိုင်ခဲ့တာဘယ်နှခုလဲဆိုတော့14တဲ့မှန်လားမှားသလားမားတယ်နော်ရွှေတစိုက်ကြီးပဲ29ခုသူနိုင်ခဲ့တာဖြစ်တယ်နော် ကဲဒါဆိုရှင်အမလေးရှင်းလိုက်ပါမယ်ကဲဒါဆိုပြီးရေဒါဆိုတော့ဆရာတို့ဒီ lesson မှာเนาะတကယ်ကိုမှလေးစားအားကျစရာเนาะမြန်မာနိုင်ငံအကုံဆောင်ဖြစ်တဲ့เนาะဦးနာမြပြအားကစားထူးဆန်သူတရားဖြစ်တဲ့အောင်ငင်းရဲ့အကြောင်းကိုတူတူလေ့လာပြီးသွားပြီเนาะသူ့အကြောင်းနဲ့ပတ်သက်လို့ဖတ်ပြီးတော့ဆရာတို့မိကုံးလေးတွေလည်းတူတူဖြေခဲ့တာဖြစ်တယ်เนาะကဲတကယ်ကိုမှလေးစားအားကျစရာကောင်းပါတယ်เนาะမြန်မာကုံဆောင်เนาะအားကစားသမားတရားဖြစ်တဲ့เนาะရွှေတိုက်စုတွေလည်းအများကြီးသူ နိုင်ရရှိခဲ့တယ်เนาะနိုင်ငံတကာပြိုင်ပွဲတွေအများကြီးသွားရောက်ရှင်ပြိုင်ခဲ့တာဖြစ်တယ်เนาะအဲ့တော့ဒါရုသမီးတို့လည်းဒီနေ့သူ့လိုပဲအောင်မြင်တဲ့သူများဖြစ်အောင်စူးစမ်းကြဖို့လိုရယ်เนาะကဲဒါဆိုလို့ရှင်ဒါရုသမီးတို့ရေဒီတကသင်ခဲ့တဲ့ lesson ကတော့ဆရာတို့ unit 10ရဲ့ lesson 2ဖြစ်တဲ့အမြင်မာ lady sport star to admire ဆိုရဲကောင်းစင်လေးပဲဖြစ်ပါတယ်နော်ကဲဒါဆိုရင်ဒါရုသမီးတို့ရေဒါရုသမီးတို့ ਨੇ ဆရာနဲ့နောက်ထပ်လာမယ့်သင်ခန်းစာမှာထပ်ပြီးရောဆုံးတွေ့ပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ် Thank you.